င်္ဂလာပါရှင်။တောင်လင်ထိုင်းရဲ့မေလ28ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့လက်နက်ကြီးရန်ကြောင့်တိုက်ထုတ်စစ်ဆောင်18000ကျော်နေရမပြန်ရဲကြသေးတဲ့တဲ့။ တေဘောဘိုးတိုက်ပွဲကြောင့်ဒေသခံ300နီးပါးဟာထိုင်းဘတ်ချံကိုထွက်ပြေးတင်းရှောင်နေရတဲ့တဲ့နဲ့တရားမဝင်ကုန်သွယ်မှုတွေများပြားလာတယ်လို့ဒုစစ်ကောင်ဆောင်ဝန်ခံလိုက်တဲ့တဲ့မြမအရေးတွဲဆောင်ဆွေးနွေးမှုအခင်းကျင်းအာဆီယံအကောင့်ထဲပေါ်လာနိုင်မဲ့အခြေအနေတဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တွေမှာတော့ဆန္ဒပြပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်အိမ်ဆောင်အစိုးရဖိအားပုံများလာတဲ့တဲ့မြန်မာနိုင်ငံမှာလူအခွင့်အရေးပြဿနာကပ်ဆိုးဖြစ်လာနိုင်တယ်လို့ကုလသတိပေးလိုက်တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်လက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ထဲမှာစစ်ကောင်စီစစ်ကြောင်းတက်ပြန်ဆုတ်သွားခဲ့ပေမဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်ရှိနေသေးတာကြောင့်စစ်ဆောင်ပြည်သူ13000ကျော်ဟာနေရက်မပြောင်းရဲကြသေးဘူးလို့ KNU တထုံခရိုင်ထံကနေသိရပါဗျာ။ အင်အားတထောင်လောက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာမေလ26ရက်နေ့ကစလို့ဝေါ်တိန်စရက်နဲ့စိုက်ထိုအခြေဆိုင်တရင်တွေထံပြန်လည်ဆုတ်ခွာသွားတာပါစစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားပေမဲ့စစ်ကောင်စီတပ်ကစိုက်ထိုမြို့နယ်အတွင်းရှိအရဲသားပြည်သူတွေနေထိုင်ရာကြေးရွာတွေကိုနေစင်နဲ့မျှလက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်ကျူးလွန်နေပါတယ်စစ်ဆောင်ဒေသခံတွေဟာလက်နက်ကြီးရန်ကြောင့်တောတောင်တွေထဲမှာဆက်လက်နေထိုင်ကြရပြီး ိုးရင်းကာလကြာရောက်လာတာကြောင့်အမိုးကအကူအညီတွေလိုအပ်မှုမြင့်တက်လာနေတယ်လို့ KNU တထုံခရိုင်ပြောခွင့်ရဗဒိုစောအေးနိုင်ကတန်လွင်ထမ်းမှုပြောပါတယ်။စိတ်ရှောင်ပြီးသူတွေဟာစိတ်ရှောင်နေရရှေ့ကြလာတာနဲ့အမျှစားနဲ့ရိတ်ခါစေဝါတွေအပါဝင်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်လျက်ရှိနေတယ်လို့ဆိုပါတယ်။တဖက်မှာတော့စစ်ကောင်စီစစ်ကြောင်းဟာစစ်ကြောင်းပြန်မဆုံမီဝင်းကန်ကျေးရွာအုပ်စုကနေအိမ်20နီးပါးကိုဖောက်ထွင်းခဲ့ပြီးတံမိုးရှိပစ္စည်းအများပြားကိုထည့်ဆောင်ထားတာဖြစ်ပါတယ်။ ကရင်မျိုးသားစီယုံ KNU တထုံခရရဲ့အချက်လက်တွေအရစိုက်ထုံမြို့နယ်ထဲမှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုတွေနဲ့အတူလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကြေးရွာပေါင်း36ရွာကစစ်ရှောင်ပြည်သူ18000ကျော်ဟာနေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ကရင်ပြည်နယ်မြောက်ဒီမြို့နယ်ဝေါ်လီဒေတာတေဘောဘိုးကျွာမှာ KNL တပ်မ6ပူပေါင်းအဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲကြောင့်ဒေတာခန့်ပြီးသူဦးရေ300ဝန်းကျင်ဟာထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးရောက်ရှိလာတယ်လို့ထိုင်းစစ်တပ်သတင်းအရင်းမြစ်တွေကထုတ်ပြန်ထားပါတယ်။ KNU ဒူပလျာခရိုင်ကော်ဂရိတ်မျိုးနယ်တက်မာချောင်းနယ်မြေမြောက်ရီတောင်ဘက်တေဘောဘိုးကြီးရွာထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုမေလာ28ရက်နေ့ကကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တက်မာချောင်းဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက drone စနိုက်ပါတွေနဲ့စတင်တိုက်ခိုက်နေခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ခုခံပစ်ခတ်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲကြောင့်တေဘောဘိုးကျေးရွာအပါဝင်အနီးနားကျေးရွာကဒေသခံပြည်သူဥယေ300နီးပါးထိုင်းနိုင်ငံတပ်ခရိုင်ဖုတ်ပရာမြို့နယ်ထဲကနေရာ၃ခုစီကိုထွက်ပြေးရောက်ရှိလာတယ်လို့ထိုင်းစစ်တပ်တရင်အရင်းမြစ်တွေကဖော်ပြထားပါတယ်ထွက်ပြေးရောက်ရှိလာတဲ့မြန်မာနိုင်ငံကစစ်ပေးဆောင်ပြည်သူတွေကိုထိုင်းစစ်တပ်အာဏာပိုင်အဖွဲ့အစည်းတွေက လူသားချင်းစာနာမှုအကူအညီတွေပေးနေပြီးနေဆက်လုံခြုံရေးကိုလည်းအင်အားအပြည့်နဲ့စောင့်ကြည့်လျက်ရှိနေတယ်လို့ထိုင်းစစ်တပ်သတင်းအရင်းမြစ်ကအသိပေးထားပါတယ်။မြောက်ဒီဝော်လီကားလန်အနီးမှာရှိပြီး KNL တက်မှ၆ပူပေါင်းအဖွဲ့ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကိုခံခဲ့ရတဲ့တေဘောဘိုးတက်စကန်စီစစ်ကူပေးဖို့အတွက်စစ်ကောင်စီတက်ဟာဝော်လီဖြူဟာကနေမေလ28ရက်နေ့မနက်ပိုင်းကစစ်ကြောင်းထိုးလာနေတယ်လို့လဲဒေတာရင်းသတင်းအရင်းမြစ်တွေရဲ့ပြပြကြက်အရသိရပါဗျ။ ကရင်ပြည်နယ်ဝော်လီဒေတာအတွင်းထဲမှာရှိတဲ့စစ်ကောင်စီတက်စကန်တွေကိုပြီးခဲ့တဲ့မေလ20ရက်နေ့ကစပြီး KNL တပ်မ6ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာထိုင်းနယ်စပ်အနီးကဗလဲဒိုစခန်းကိုမေလ23ရက်နေ့ညနေပိုင်းက KNL KND ကို PDF ပူးပေါင်းဖွဲ့တွေကသိမ်းပိုက်ရရှိခဲ့ပြီးလက်နက်ခဲယံအများအပြားရရှိခဲ့တာဖြစ်ပါတယ်။မြဝတီဝော်လီကားလန်းပေါ်မှာစစ်ကောင်စီတက်စကန်တွေဖြစ်ကြတဲ့ဒေဘောဘူဥကိယထ ဝါမီထစကန်နဲ့ဝေါ်လီဗျူဟာစကန်တွေအပြင်မော်ခီခနယ်လီထီကပ်ပလဲစားတဲ့စကန်တွေကျန်ရှိနေသေးပြီးအဲ့ဒီစကန်တွေကိုတော်လိုင်းပူပေါင်းဖော်တွေကတိုက်ခိုက်နေတယ်လို့လဲဒေတာရင်းတဲ့အရင်မြစ်တွေရဲ့ပြပြဆဲရသိရပါဗျ။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1586ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စီးရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစကောင်စီတောင်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1586ရက်တွင်အကြံဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6933ဝက်ထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2984ဝက်ထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ9100ဦးအထိရှိလာပြီဖြစ်ပါတယ်။မိုဘီနယ်မှာတော့အာနာသိမ့်မှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ်ဒီစီစဉ်ကိုတော့နိုင်ငံရေးသင်းသားများကိုကြီးစောင့်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်အာနာသိန်းကာလာအတွင်းတရားမဝင်ကုန်ပစ္စည်းတွေတင်ပို့မှုနဲ့တင်သွင်းမှုတွေများပြားလာတယ်လို့ဒုစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးစိုးဝင်းကဝန်ခံလာပါတယ်။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာအာဏာသိမ်းကာလအတွင်းတရားမဝင်ကုန်ပစ္စည်းတွေတင်ပို့မှုနဲ့တင်သွင်းမှုတွေများပြားလာတယ်လို့ဒုစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဝန်ခံပါတယ်။မေလ26ရက်နေ့ကနေပြည်တော်မှပြုလုပ်တဲ့စစ်ကောင်စီရဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဥဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေးမှာဒုစစ်ကောင်ဆောင်ကဝန်ခံခဲ့တာပါ။ဒါကြောင့်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုအရှိန်ဟုန်နဲ့ဆက်လက်ဆောင်ရွက်နိုင်ကြဖို့နိုင်ငံတွင်းထိထိမိမိဖမ်းဆီးကြဖို့သူ့လက်အောက်ခံဌာနဆိုင်ရာတွေကိုညွှန်ကြားခဲ့ပါတယ်။ တရားဝင်ကုံသွယ်မှုတွေကိုပုံမှန်ဖန်ဆီးနိုင်ဖို့အတွက် ကုံသွယ်ဘက်အင်ဂျင်နီနိုင်ငံတွေနဲ့သတင်းတွေဖလှယ်တာအစိုးရချင်းချင်းဝန်ကြီးဌာနချင်းချင်းညှိနှိုင်းပြီးပူးပေါင်းဆောင်ရွက်တာတွေလုပ်ဖို့ညွှန်ကြားခဲ့တာပါစီးပွားရေးလုပ်ငန်းရှင်တို့ကတော့တရားဝင်ကုံသွယ်မှုတွေဖြစ်ပေါ်ရတာဟာတရားဝင်လုပ်ဖို့အတွက်အခက်အခဲရှိတဲ့ပြင်ဂိတ်တွေထိုးပြီးတရားဝင်ခွင့်ပြုတာကြောင့်လို့ပြောပြပါတယ်ဒီရရလေးသူတို့ဒီတင်းအောင်ထောက်ကောင်းမှာနည်းနည်းလေးအခက်အခဲရှိတာလားလို့ 天安门，这不楼外的西安娘娘，那那这这这多叫的，我天安门在哪？知道吗？几点？西安楼外的这个，天安门，这个嘞，这就是我天安门，这呀，看这呀，那这这这，看人家就是搬高架来了。这个啊，平常都是有个断嘛的，一点都没有。平常你多高？我们那居民家那里，这样嘛的。 ဒုစစ်ကောင်ဆောင်ကတော့နေဆက်ကုံသွယ်ရေးနဲ့ပတ်သက်ပြီးနေမီလုံခြုံရေးအခြေအနေအရနေဆက်ကုံသွယ်ရေးတွေခိတ္တရက်တက်နေတာကြောင့်တရားမဝင်ကုန်ပစ္စည်းတွေတင်ပို့မှုနဲ့တင်သွင်းမှုတွေများပြားလာတာဖြစ်တယ်လို့ဝန်ခံထားပါတယ်။တရားမဝင်ကုန်သွယ်မှုတွေကိုထိရောက်စွာတိုက်ဖြတ်နိုင်ဖို့အတွက်စစ်ကောင်စီအနေနဲ့2022ခုနှစ်မှစတင်ကကွန်ပဏီကိုပြင်ဆင်ပွဲစည်းခဲ့ပြီး3နှစ်နဲ့6လတာကာလအတွင်းတရားမဝင်ကုန်သွယ်မှုအနေနဲ့နိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုအများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ အခုလိုဖန်ဆီးရမိတဲ့ပစ္စည်းတွေကိုတော့အလေလက်အဆုံးရှုံးနေအောင်ထိန်းသိမ်းတာစစ်ဆေးတဲ့ဥပဒေအပိုင်းကလည်းမြင်မြန်ဆက်ဆံစစ်ဆေးပြီးအမြန်ဆုံးထုခွဲရောင်းချတာပြင်နိုင်ငံတော်ဗန္နာဝေဖြစ်အမြန်ဆုံးသိမ်းဆည်းဖို့ဒုစစ်ကောင်ဆောင်ကညွှန်ကြားခဲ့ပါသေးတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရတရားဝင်ကုံသွယ်မှုတိုက်ခိုက်ရေးဥဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းပြီးနောက်အမှုတွဲပေါင်း2000ကျော်ခမန်းတံပိုးကျပ်986ဘီလီယံထိဖမ်းဆီးဖို့ကြုံနိုင်ခဲ့တယ်လို့ဆိုထားပါတယ် စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးကိစ္စမဟုတ်ဘဲပရိပကအခြေအနေတွေပိုဆိုးသွားနိုင်တယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကတတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြောပြပေးထားပါတယ်။မြန်မာရေးပြဿနာကိုဖြေရှင်းဖို့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးကိစ္စမဟုတ်ဘဲပဋိပက္ခအခြေအနေပိုဆိုးသွားနိုင်တယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကတတိပေးလိုက်ပါတယ်။ လေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးစည်းဝေးမတိုင်ခင်အာဆီယံနိုင်ငံကြ合いဝင်ကြီးများအစည်းအဝေးပြုလုပ်ခဲ့ပြီးမေ25ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါရွေးကောက်ပွဲဟာနိုင်ငံတကာမှာအမှန်တရားကိုဖုံးကွယ်ဖို့လုပ်နေတဲ့အပြင်ဆင်တစ်ခုဖြစ်လို့အတိတ်ပဲမရှိသလိုအခြေအနေတွေပိုဆိုးလာနိုင်စေတဲ့အတွက်စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်5ရက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်အဲ့ဒီဘုံသဘောတူညီချက်5ရက်ကိုအကောင့်ထဲပေါ်ပြီးမှသာရွေးကောက်ပွဲဆိုင်ရာဆွေးနွေးမှုတွေလုပ်ဖို့ပြောဆိုထားပြီး အားလုံးပါဝင်တဲ့နှိမ့်နိုင်မှုလုပ်ငန်းစဉ်အောင်မြင်မှသာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတည်းရဲ့ဖွဲ့စည်းနိုင်မယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောဆိုထားတာပါအပြည့်ရမဟာမိတ်ခွန်းရဲ့ဖွဲ့ပြောခွင့်ရဘုံဘူးကြီးစောကျော်ညွန့်ကတက်ဆိုင်သူတွေပါဝင်တဲ့ဆွေးနွေးရေးအခင်းအကျင်းဖြစ်ဖို့မလေးရှားကနေစတင်ကြိုးပမ်းမှုဟာအားပြုစရာဖြစ်မျှော်လင့်လို့ရမယ်လို့တန်လွင်တိုင်းကိုပြောပါတယ်အစီအံကကြိုးပမ်းနေတဲ့တက်ဆိုင်သူများအားလုံးပါဝင်တဲ့စကားပြောဆိုတဲ့အခင်းအကျင်းဆိုတာကတော့ဒီချိန်မှာအခက်အခဲတွေ ိတ်ပေါ်မှုတွေအများကြီးရှိတယ်ဆိုတာကတော့ပကတိရှိတရားဖြစ်တဲ့အတွဲကြောင့်မလို့ကျွန်တော်တို့လက်ခံပြရမှာဖြစ်တယ်။ဘလို့ပဲဖြစ်ဖြစ်မလောက်တာတဲ့စာလို့ရှိရင်တော့အခုမလေးရှားကနေစတင်ဂျူပန်အလှုပ်ဆောင်နေတဲ့ဒီလှုပ်ရှားဆောင်ရွက်မှုတွေကတော့ကျွန်တော်တို့အနေနဲ့တော့ဘိုးစားပေါ့လေအပြုစရာတစ်ခုအနေနဲ့ကျွန်တော်တို့ကမျှော်လင့်လို့ရမယ်ဖြစ်ပါတယ်။ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအင်အားကြီးတရုတ်နဲ့ရုရှားနိုင်ငံတို့က ပေါ်ပေါ်ထင်ထင်အပြည့်အဝထောက်ခံထားပြီးလိုအပ်တဲ့အကူအညီတွေလည်းပံ့ပိုးပေးသွားဖို့ရှိနေတာပါစစ်ကောင်စီကလည်းမေလကုံအထိအပြည့်ရထားပြီးမဲ့ရက်သားတွေကိုပြစ်မှတ်ထားပြီးစာတင်ကြောင်းတွေအများပြည်သူနဲ့တက်ဆိုင်တဲ့နေရာတွေမှာလေကြောင်းတက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်တစ်ဖက်မှာအာဆီယံဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဗီယက်နမ်၊ထိုင်း၊စင်ကာပူ၊မလေးရှားနဲ့အင်ဒိုနီးရှားကကုမ္ပဏီ54ခုဟာစစ်ကောင်စီကိုအခွန်ငွေလေရင်စီနဲ့နှိပညာတွေပံ့ပိုးကူညီနေတယ်လို့ Justice for Myanmar ကမေ24ရက်နေ့မှာအသိပေးထားတာပါ။ ဒီအခြေအနေတွေကြောင့်ရွေးကောက်ပွဲကျင်းပဖို့အင်အားကြီးနိုင်ငံတချို့ရဲ့ထောက်ခံချက်ရရှိထားတဲ့စစ်ကောင်စီအနေနဲ့ဘုံသဘောတူညီချက်၅ရက်ပါဝင်အာဆီယံကိုကျူးဆိုင်မှာမဟုတ်ဘူးလို့လိလာသူတွေကထောက်ပြကြပါတယ်။မြမရေးမှာတက်ဆိုင်သူတွေအားလုံးအပြည့်အခက်ရက်ဆဲဖို့တွဲဆုံညှိနှိုင်းမှုတွေလိုအပ်နေပြီးမြမနိုင်ငံဆိုင်ရာအာဆီယံထူးတက်တမန်တအူးကိုသုံးနှစ်တက်တန်းခန့်အပ်ဖို့အာဆီယံအဖွဲ့အတွင်းသဘောတူထားတယ်လို့မလေးရှားနိုင်ငံဂျာယီဝန်ကြီးကပြောထားတာပါ။မြို့သားညွေရေးဆိုရအန်ယူဂျီကတော့ အတင်းကျပ်ဖိအားပေးပြီးဆက်ဆက်ဆွေးနွေးစေခြင်းနဲ့အပြစ်ခတ်ရက်စဲစေခြင်းကရေရှည်မှာပြဿနာပြည်လဲရေးကိုအထောက်အကူဖြစ်မှာမဟုတ်ဘူးလို့တမနာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်။အာဆီယံအနေနဲ့ဘုံရက်တီချက်သဘောထားတွေပေါ်ပေါက်နိုင်ရေးတော်လိုင်းအင်အားစုတွေအချင်းချင်းတွဲဆုံဆွေးနွေးနိုင်မဲ့အခင်းချင်းတွေဖြစ်ပေါ်လာရေးကိုဦးစောအကူအညီပေးတင်တယ်လို့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောဆိုခဲ့တာပါ။မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါကလည်း မြမချက်တဲ့ကိုဖြစ်ရှင်းရမှာတိတိဆိတ်ထိတွေ့ဆက်ဆံမှုဟာထိရောက်တဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့46ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာအဖွဲ့အစည်းကပြောကြားခဲ့တာပါအာဆီယံလက်ကျောက်ကရဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံအနေနဲ့ပြီးခဲ့တဲ့ဧပြီလအတွင်းဝန်ကြီးချုပ်အန်ဝါကစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကိုဘန်ကောက်မြို့မှာတွေ့ဆုံခဲ့တယ်လို့ NUG အစိုးရအနေနဲ့အွန်လိုင်းကနေတွေ့ဆုံထားကြတာဖြစ်ပါတယ် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဆန္ဒပြပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်အိမ်ဆောင်အစိုးရဖိအားပုံများလာပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြောပြပေးထားပါတယ်။ဘင်္ဂလားဒေ့ရှ်မှာနိုင်ငံရေးမတည်ကြမှုနဲ့မကျေနပ်မှုတွေပိုများလာနေချိန်အိမ်ဆောင်အစိုးရကိုအစိုးရဝန်ထမ်းတွေဆန္ဒပြရမှာမေလ26ရက်ကစလို့မူလတံပြဆရာဆရာမတွေပါဝင်လာတာကြောင့်အစိုးရအပေါ်ဖိအားပိုများလာပါတယ်။ ကျောင်းသားတွေဦးဆောင်တဲ့အီယာမဆန္ဒပြပွဲတွေကြောင့်ဝန်ကြီးချုပ်ရှိတ်ဟာစီနာအိန္ဒိယသို့ထွက်ပြေးသွားပြီးနောက်အသက်84နှစ်အရွယ်နိုဗယ်ဆုရှင်မိုဟာမက်ယူနက်စ်ဦးဆောင်ပြီးအိမ်ဆောက်အဆိုးရွားကိုပြီးခဲ့တဲ့နှစ်ဩဂတ်လကစတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။အထွေထွေရေကောက်ပွဲမကျင်းပနိုင်ခင်အသွင်ကူးပြောင်းရေးကာလတလျှောက်နိုင်ငံကိုဦးဆောင်ဖို့ယူနက်စ်အဆိုးရွားကကြိုးပမ်းနေချိန်မှာနိုင်ငံရေးပါတီတွေစစ်တပ်အဆိုးရွားဝန်ထမ်းတွေနဲ့ဆရာဆရာမတွေရဲ့ဖိအားပေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ မာယူနယ်လုံရက်တွေအတွက်အစိုးရဝန်ထမ်းတွေကိုပြည်သူ့အုပ်ချုပ်ရေးဝန်ကြီးဌာနကရှီရှီဝဲဝဲစဉ်းစားစရာမလိုဘဲနဲ့ထုတ်ပယ်ခွင့်ပြုကြောင်းအစိုးရကမေလ25ရက်မှာကြေညာခဲ့တာပါဒီခွင့်ပြုချက်ကိုချက်ချင်းရုတ်သိမ်းမှုအစိုးရဝန်ထမ်းတွေတောင်းဆိုဆန္ဒပြနေရလေးရက်တိုင်းပြီဖြစ်ပါတယ်။မူလာတန်းပြဆရာဆရာမတွေလည်းအလုံးမစင်းတော့ပဲမေ26ရက်ဆန္ဒပြပွဲတွေမှာပါဝင်လာခဲ့ပြီးလာစာတိုးပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ ွေကောက်ပွဲကျင်းပမယ့်အချိန်နဲ့ပြုပြင်ပြောင်းလဲမှုတွေကိုနိုင်ငံရေးပါတီတွေကသဘောမတူရင်မိမိယာတုကနှုတ်ထွက်နိုင်တယ်လို့ UNES ကပြောထားကြောင်းထိတ်တန်းចောင်းသားခေါင်းဆောင်တဦးကပြောကြားပြီးနောက်နိုင်ငံရေးမရေရာမှုပုံမနဲ့ဆိုင်လာခဲ့ပါတယ်ဒါပေမဲ့ UNES ကနှုတ်ထွက်မှာမဟုတ်ဘူးလို့သူ့ရဲ့အစိုးရအဖွဲ့အကြံပေးအရာရှိဝါဟစ်ဒူတင်မမုတ်ကပြောထားပါတယ်။ 2026ခုနှစ်ဇွန်လမှာရွေးကောက်ဝယ်ခြင်းပနိုင်တယ်လို့ UNESCO ကပြောထားပေမဲ့ဝန်ကြီးချုပ်ဟောင်းခါလီဒါစီယာဦးဆောင်တဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP ကဒီဇင်ဘာမှာကျင်းပပေးဖို့တွန်းအားပေးနေပါတယ်ဘင်္ဂလားဒေ့ရှ်စစ်ဘက်ဆိုင်ရာအကြီးအကဲဝန်ကြီးချုပ်ဝါကာဦးဇာမန်ကလည်းဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပပေးဖို့ပြီးခဲ့တဲ့သတင်းပတ်ကတောင်းဆိုခဲ့တာကြောင့်အင်ဇော့အစိုးရအပေါ် PR ပို့များလာခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံမှာလူ့အခွင့်အရေးပြဿနာကပ်ဆိုးဖြစ်လာနိုင်တယ်လို့ကုလသတိပေးလိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အရှိန်ရော့မသွားတဲ့တိုက်ပွဲတွေရက်ဆက်မှုတွေနဲ့စီးပွားရေးပြိုလဲမှုပုံမနှိုင်းဆိုင်လာတာကြောင့်မြန်မာနိုင်ငံမှာလူ့အခွင့်အရေးပြဿနာကပ်ဆိုးတစ်ခုဖြစ်လာနိုင်တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီးဘောဂါတက်ကမေ26ရက်မှာပြောကြားလိုက်ပါတယ်။အနာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ရက်သားတေဆုံးမှုဟာ2024ခုနှစ်မှာအများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂလူခွင့်ရေးယုံ OHCHR ရဲ့အစိုးရအခမ်းအနားမှာဖော်ပြထားပါတယ်။တိုက်ပွဲတွေအချိန်ပိုမြင့်လာတာကြောင့်နိုင်ငံစီးပွားရေးကိုဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပြီးအာဏာသိမ်းပြီးနောက်ပိုင်းမြမစီးပွားရေးဒေါ်လာ63.6တဘီလီယံဆုံးရှုံးခဲ့ကြောင်းလည်းအစိုးရအခမ်းအနားမှာဖော်ပြထားပါတယ်။ပြည်ရင်းထုတ်ကုန်တန်ဖိုး GDP ဟာလည်း 2028ခုနှစ်မတိုင်ခင်အထိကမ္ဘာကယောဂါမတိုင်ခင်ကအဆင့်မျိုးပြန်ရောက်ရှိလာမယ်လို့မျှော်လင့်လို့မရကြောင်းလဲ OECA ကပြောကြားထားပါတယ်။ငွေဖောင်းပွားမှုပိုများလာပြီးကျပ်ငွေတန်ဖိုး၄၀ရာခိုင်နှုန်းရော့ကျသွားတယ်လို့နိုင်ငံလူဦးရေရဲ့ထောက်ဝက်ကျော်ဟာဆင်းရဲမွဲတေမှုစီးရောက်မှာရှိနေတယ်လို့သိရပါတယ်။စားနပ်ရိက္ခာမှုဖူလုံမှုကုန်စည်နှုန်းမြင့်တက်မှုနဲ့ရင်ဆိုင်နေရချိန်မှာငလျင်ဘေးနဲ့ကျောင်းရတာကြောင့်ပြဿနာပုံမှုဆိုးဝါးလာခဲ့ပါတယ်။အထူးသဖြင့်အာရခတက်တော် AA ကမဲမြေတွေအများကြီးတည်ယူထားတဲ့ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားရေးအခြေအနေတွေပိုဆိုးလာနေပြီးစစ်တပ်နဲ့အေအေတိုက်ပွဲတွေမှာရိုဟင်ဂျာလက်နက်ကင်တွေလည်းပါဝင်လာတာကြောင့်ရှုပ်ထွေးမှုတွေဖြစ်ပေါ်နေတယ်လို့ OAS ရှာကဆိုတာပါဒီအခြေအနေကိုလူသားချင်းစာနာထောက်ထားရေးအကူအညီတွေနဲ့နေရက်ဆော့ကွာထွက်ပြေးနေရသူတွေအတွက်နေဆက်ဖြတ်ကျော်အကူအညီပေးတာပါဝင်ပပောင်းဆောင်ကဖြစ်ရှင်းတင်တယ်လို့အစီအခံစာမှာဖော်ပြထားပါတယ် နက်ဖြန်မေလ28ရက်နေ့အတွက်မိုးလေဝသအခမ်းအနှံသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတဝမ်းလုံးမှာတိမ်အထင်အထင်မှတိမ်ထူထပ်နေရကိုတွေ့ရပါတယ်။ရခိုင်ကန်ယူတန်မြဝကျုံးပေါ်ဒေသတွေနဲ့တောင်ပိုင်းဒေသတွေမှာမိုးအထင်အထင်ရွာသွန်းနေခဲ့ပြီးမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာနေရာကွက်ကြောင်းမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုးလူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။နိုင်ငံတကာမိုးလေဝသဌာနရဲ့ခံမှန်းချက်တွေအရာ ်ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းမှာလေဗီယာနဲ့ရေဝံတကူစတင်ဖြစ်ပေါ်နေပါတယ်အဲ့ဒီလေဗီယာနဲ့ရေဝံဟာလာမယ့်48နာရီအတွင်းပုံမအားကောင်းလာနိုင်ပြီးတချို့သောမိုးလေဝသ model တွေရဲ့ခန့်မှန်းချက်တွေအရဘင်္ဂလားဒေ့ရှ်နိုင်ငံကံယူတန်အနောက်ဘက်ခြမ်းကိုဝင်ရောက်နိုင်မယ်လို့ခန့်မှန်းထားပြီးတချို့သော model တွေအရလေဗီယာနဲ့ရေဝံဟာလာမယ့်48နာရီအတွင်းမုံတိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်ကြောင်းခန့်မှန်းထားပါတယ် လေဗီယာနဲ့ရဝန်အရှိန်ကြောင့်ဘင်္ဂလားပင်လယ်အော်နဲ့ကပ်ပလီပင်လယ်ပြင်တို့မှာမုတ်တုံလီအားကောင်းနေပြီးမြန်မာနိုင်ငံတဝန်းလုံးမှာနေရာဆက်စိတ်မှနေရာအနှံပြားမိုးတည်ချုံရွာနိုင်ပါတယ်။အထူးသဖြင့်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းတို့မှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်။ရေလွှမ်းမိုးချင်းတွေမြေပြိုချင်းတွေကိုလည်းအထူးဂရုပြုသင့်ပါတယ်။မုတ်တုံလီအားအလွန်ကောင်းနေတာကြောင့်မိုးသဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း လျက်စီးလက်ချင်းမိုးချိုးပစ်ချင်းနေရာကွက်လို့မိုးကြီးချင်းမိုးသီးကြွေကြချင်းလျက်ပြက်ရေကြီးချင်းမြေကျွန်းချင်းနဲ့မြေပြိုချင်းစတဲ့တဘာဝဘေးအနေတွေဖြစ်ပေါ်နိုင်လို့ပုံမခီးပြူကြရမှာဖြစ်ပါတယ်။မနက်ပြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အထက်ထက်မှာတိမ်ထူထန်နိုင်ပြီးမုတ်တုံလေအားကောင်းရာမှာအားအလုံးကောင်းလာနိုင်ပါတယ်။ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိနေတယ်။ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာဖြစ်ပေါ်မဲ့လေဗီယာနဲ့ရဝန်းဟာ မြောက်အနောက်မြောက်ဘက်ကိုဥတီရွေးရှားနိုင်ပြီးမုတ်တုံလေအားအလုံးကောင်းလာနိုင်ပါတယ်။တနင်္သာရီကံယူတန်းရခိုင်ကံယူတန်းမုတ်တမခွေနဲ့မြဝကျုံးပေါ်ဒေသတွေမှာတခါတရံမိုးတက်လေပြင်းတွေကြာရောက်နိုင်ပြီးအနောက်နောက်တောင်ဘက်ကနေတနအိန်30မိုင်မှ35မိုင်ခန့်ထိတိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းတနင်္သာရီတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်း အေဟာဝတီတိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံပြားမိုးထချုံရွာသွန်းနိုင်ပြီးတနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထချုံရွာသွန်းနိုင်ပါတယ်။သခိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်လို့မိုးကြီးခြင်းဖြစ်ပေါ်နိုင်တဲ့အတွက်ရေပေးအန္တရာယ်နဲ့မြေပြိုမှုအန္တရာယ်တွေဖြစ်ပေါ်နိုင်လို့အထူးဂရုပြုကြရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကိုကြာဆင်းနိုင်ပါတယ်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဖအံမြို့တို့မှာ28ဒီဂရီစင်တီဂရိတ်စီနဲ့ဒဝယ်မြို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာခရမ်းလုံရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့တာမန်အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလေးဝသအစီအစဉ်ကိုတော့အမြသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီတော်ကွန်မြူတီကနေရယူဖော်ပြတာဖြစ်ပါတယ်။ တောင်လင်းထိုင်ရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတောင်လင်းထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင် application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်